ီဗီဒီယိုမှာတော့ pivot table ရဲ့မှာကိန်းဂဏန်းတွေကို percentage ရာခိုင်နှုန်းရအောင်ဘယ်လိုတွက်သွားမလဲဆိုတာလေးကိုရှင်းပြပေးပါမယ်။အော်ဒီဖိုင်မှာဆိုလို့ရှိရင် sales data တွေရှိရယ် category ရယ် sales ကိုမှမှတ်ထားတဲ့ data တွေရှိရယ်ပေါ့နော်ဒီ data ပေါ်မှာမူတည်ပြီးတော့ဒီ column တို့တဲဆိုရဲ sheet လေးမှာ pivot table တစ်ခုတိစောက်ထားပါတယ်ဒီ pivot table မှာဆိုလို့ရှိရင် category ကို row component မှာထားထားတယ်ဒါကြောင့်မို့လို့ category name တစ်ခုချင်းစီသည် row တစ်ချောင်းချင်းစီအနေအထားနဲ့အခုလိုမြင်နေရတယ် ပြီးတော့ column component မှာကြတော့ year ကိုထားထားတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ year 2021ဆိုရင် column တစ်ခု2023ဆိုရင် column တစ်ခုဆိုပြီးသူဒီလိုလေးပြပေးနေတယ်ပြီးရင်တော့ value component မှာ sales amount ကို ပေါင်းပြီးတော့မှ submission လုပ်ပြီးတော့မှဒီမှာပြပေးထားရဲအဲ့တော့2022အတွက် bakery product ရဲ့ sales amount ဒီ400 million ရှိမယ် candy ဆိုရင်သူ sales amount ကဘလောက်ပါဆိုပြီးတော့ဒီမှာ category တစ်ခုချင်းစီရဲ့ sales amount ကိုပြပေးထားပါတယ်အဲ့ဒီ paper table လေးထဲမှာဆိုရင် grand total ဆိုပြီးမြင်နေရတာကိုတွေ့ရလိမ့်မယ်အဲ့တော့ grand total ထဲမှာရှိနေတဲ့ data တွေ grand total ထဲမှာရှိနေတဲ့ data တွေမှာဆိုရင်ဒီ data လေး b10 ဆဲကွက်ထဲမှာရှိနေတဲ့1025ဆိုတဲ့ဒီ data သည်2022 column တစ်ခုလုံးရဲ့ total ဖြစ်ပါတယ် C တန်းမှာရှိနေတဲ့1102ဆိုတဲ့ကဏ္ဍဒီ2023 column တစ်ခုလုံးရဲ့ total data ဖြစ်ပါတယ်အဲ့တော့ဒါတွေက column total တွေဖြစ်တယ်ဒီမှာကတော့ D6 D6 မှာတော့120ဆိုပြီးတော့ sales amount ရှိရယ် D120 sales amount လीဘေကရီ product D row တစ်ခုလုံးရယ် sales amount လीပေါင်းခြင်းရလာရရလက်ဖြစ်တယ်အဲ့တော့ဒီမှာဆိုရင် candy ရဲ့ 2022နှစ်ခုလုံးရဲ့ sales amount ဒီတရိုးလုံးရဲ့ sales amount ဆိုရင်224ဆိုပြီးဒီလိုမျိုးပြထားတယ်ပေါ့နော်အဲ့တော့ဒီ120 20ရင်း224လေးဒီဆိုတာက row total ကိုကိုးစားပြပါတယ်ဒီ paper table မှာတော့ column total ကိုပဲလိုအပ်တယ် row total ကိုမလိုအပ်ဘူးအဲ့တော့ row total ကိုဒီ paper table တွေကနေဖြောက်လိုက်မယ်အဲ့လိုမျိုး row total ကို paper table ကနေဖြောက်ချင်လေဆိုရင် paper table active လေးဖြစ်နေတဲ့အချိန်မှာ ဒီဇိုင်းမီနျူတွေက grand total ကနေ on for column only ဆိုတာကိုပဲရွေးလိုက်ရပါမယ်။ဒါဆိုလို့ရှိရင် row total ပျောက်သွားတာကိုတွေ့ရလိမ့်မယ်။အခုဆို column total ပဲရှိတော့တယ်။အဲ့တော့အခုလက်ရှိ paper table မှာ sales amount ကိုသူက absolute number နဲ့ပြနေတယ်။ bakery product ဆိုရင် sales amount ကဘလောက်၊ candy ဆိုရင် sales amount ကဘလောက်ဆိုပြီးတော့ absolute number နဲ့ပြနေတယ်။အဲ့တော့ဒီလိုမျိုး absolute number နဲ့ ကြည့်မဲ့အစား category ရဲ့ရောင်းအားတွေကိုနှိုင်းရှင်ခြင်းနဲ့ဆိုတဲ့အခါမှာ percentage နဲ့နှိုင်းရှင်မဲ့ဆိုရင်ပို့ပြီးတော့ comparison လုပ်ရတာမြင်သာတယ်အဲ့ဒီအတွက်ဒီဂိမ်းကနန်းတွေကိုရာခိုင်နှုန်းအဖြစ်တွက်ခြင်းနဲ့ဒီဂိမ်းကနန်းတွေကိုရာခိုင်နှုန်းအဖြစ်တွက်ခြင်းတော့တွက်ခြင်းတဲ့ပုံစံသည်ဒီ bakery product ဒီ2022မှာ400နှစ်ဆိုရဲ sales amount ရှိရဲ့အဲ့ဒီ400နှစ် sales amount ကရာဂိုင်းနှုန်းနဲ့သာဆိုရင်ဘယ်လောက်ရာဂိုင်းနှုန်းရှိတယ်လဲဆိုတာကိုသိချင်တယ်အဲ့တော့တွက်တဲ့ပုံစံဒီ sales amount 400နှစ်ပေါ်မှာ manual သာတွက်ရမယ်ဆိုရင် sales amount 400နှစ် B60 ခွက်ကိုမှာ သူ့ရဲ့တိုးတက်ဖြစ်တဲ့1025ဆိုရယ် B dan ဆဲခွက်နဲ့စားလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ရာခိုင်နှုန်း39ရာခိုင်နှုန်းဆိုတာကိုရမှာဖြစ်တယ်။အဲ့တော့ကြံတဲ့ကန်ဒီကန်ဒီကိုလည်းဒီ percentage တွက်မယ်ဆိုရင်ဒီအတိုင်းပဲ B7 ဆဲခွက်သူ့ရဲ့112ဆိုရယ် sales amount ကိုတိမယ်။ဘာနဲ့စားမလဲဆိုတော့ သူ့ရဲ့ total ဖြစ်တဲ့2022ရဲ့ total ဖြစ်တဲ့1025ဆိုရဲ sales amount နဲ့စာရင်သက်ဆိုင်ရာ percentage ကိုရလာလိမ့်မယ်။အဲ့တော့အဲ့လိုမျိုး percentage data ကို manual တွက်နေစရာမလိုဘူး။ဒီ pivot table တွေကနေပဲတွက်လိုက်လို့ရပါတယ်။အဲ့တော့အခု pivot table ကနေကိုတွက်ချင်တဲ့ percentage ပုံစံဒီ sales amount ကိုမှသူ့ရဲ့ရှိနေတဲ့ Colando the Seas amount နဲ့စားပြီးတော့မှ percentage ကိုလိုချင်တာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးလေးတွက်ဖို့အတွက်ဆိုလို့ရှိရင် pivot table လေးကိုအခုလိုမျိုးတနေရာမှာ click နှိပ်ခဲ့တယ်ဒါဆိုညာဘက်ကဒီ pivot table fee လေးကပေါ်လာလိမ့်မယ်အဲ့ဒီ pivot table fee တဲ့ကမှ value component တွေကကိုထွက်တွက်ချင်တဲ့ fee ဖြစ်တဲ့ sales amount sales amount ရဲ့ဒီရှိရဲ့သူ့ရဲ့ညာဘက်မှာအများပုံစံလေးပေါ်နေတဲ့ box လေးကိုဖွင့်မယ် ဖွင့်ပြီးသွားရင်အဲ့ဒီတဲကမှ value fee setting ကိုရွေးပါမယ်။ value fee setting မှာဆိုရင် top နှစ်ခုရှိရယ် summarize value ဘိုင်းရယ် show value as ရယ်။အခုကတော့ summarize value ဘိုင်းမှာကို aggregation လုပ်ချင်တဲ့ function ကိုရွေးထားတယ်။အဲ့တော့ aggregation လုပ်ချင်တာဒီ sum ကိုလုပ်ချင်တာဖြစ်တယ်။အဲ့တော့ဒီအတိုင်းမထားမယ်။ show value as မှာအခုက no calculation ဖြစ်နေရယ်။ no calculation ဖြစ်နေတဲ့အတွက်သူဒီ absolute number ကိုပြနေတာ။ ဲ့တော့အခုကိုကမြင်ချင်တာကယာကိုင်နှုံးနဲ့မြင်ချင်တာဖြစ်တယ်အဲ့ဒီယာကိုင်နှုံးကိုမှယာကိုင်နှုံးတွက်တဲ့အခါကောလန်ဒူတဲ့ဘောမှာအခြေခံပြီးတွက်စီကျင်တာဖြစ်တယ်အဲ့ဒီအတွက် show value s ဆိုရဲပေါ့လီမှာ no calculation အစား percent of ကောလန်ဒူတဲ့ဆိုတာကိုရွေးရပါမယ်ဒါမှသာလင်းသူဒီရာခိုင်နှုန်းတွက်တဲ့အခါကောလန်ဒူတဲ့ဘောမှာအခြေခံပြီးတော့တွက်ပေးမှာဖြစ်တယ်အဲ့တော့ pp ဆိုရင် okay နဲ့ထွက်လာမယ် ။ဒါဆိုရင်ယာဂိုင်တုံးလေးတွေထွက်လာတာကိုတွေ့ရမယ်။အဲ့ဒါတော့ပါလေးရှောင်းလိုက်တယ်။အဲ့တော့သူ့ရဲ့သက်ဆိုင်ရာကော်လံတစ်ခုချင်းစီတိုင်းအတွက်ဒီအားလုံးပေါင်းရင်တရားယာဂိုင်တုံးရအောင်လို့သူအခုလိုမျိုး percentage လေးတွက်ပေးထားတာကိုတွေ့ရလိမ့်မယ်။အဲ့တော့2022မှာဆိုရင် bakery project ဒီရောင်းအားကိုယာဂိုင်နှုတ်အနေနဲ့ကြည့်မယ်ဆိုရင် သူဒီတစ်ခုလုံးရဲ့ 39ရာခိုင်နှုန်းဆိုပြီးတော့သူ contribute လုပ်နေတာကိုတွေ့ရမယ်။ candy ဆိုရင်11% chip as that ဆိုရင်45%ဆိုပြီးတွေ့ရလိမ့်မယ်။အဲ့တော့ဒီရာခိုင်နှုန်းကိုကြည့်ချင်းအပြင် မြန်မြန်ဆန်ဆန်ပဲ comparison လုပ်လို့ရသွားလိမ့်မယ်။2022တနှစ်စာလုံးအတွက်ရောင်းအောင်အများဆုံးသော category ဒီ chip and snap ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ရောင်းအားရာခိုင်နှုန်းဒီ45ရာခိုင်နှုန်း contribute ဖြစ်တယ်။ရောင်းအားအနည်းဆုံးဆိုရင် chocolate ားဆိုပြီးတော့တွေ့ရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူ contribute လုပ်ထားတာဒီ5%ပဲ contribute လုပ်ထားတယ်။အဲ့တော့100%ပုံမှာမှာ သူ total contribute လုပ်ထားတယ်။ခဏန်းပုံမှာမူတည်ပြီးတော့မှအခုလိုမျိုးအလွယ်တကူပဲ comparison လုပ်လို့ရပါတယ်။အဲ့တော့ဒါက column total ကိုသုံးပြီး percentage တွက်တာပါ။အဲ့တော့နောက်တစ်ခုကြည့်ကြည့်မယ်။ နောက်ထပ်ဘေးဘော့ဒီပင်မှာတကယ်တော့အရှိရှိမှရှိရဒီတာအတိုင်းပဲပြထားတာဖြစ်တယ်သို့တော်လည်းတေဘယ်ရဲ့၄အောက်ပုံစံလေးကတော့ကွဲပါတယ်အဲ့တော့ဒီမှာဆိုဘယ်လိုပြထားလဲဆိုတော့ ရူမာနှစ်တည်းရှိရဲ့အဲ့တော့အခုဒီမှာဆိုရင်2022ဆိုပြီးတရူရှိမယ်2023ဆိုပြီးရူတစ်ခုရှိမယ်ကော်လန်တိုင်းမှာကတော့ bakery product candy ဆိုပြီးတော့ category တစ်ခုချင်းစီဒီကော်လန်တိုင်းတတိုင်းချင်းစီအနေနဲ့ရှိနေတယ်အဲ့တော့အခုကိုကဒီ2022ထဲမှာ bakery product ဒီရောင်းအားကရာဂိုင်နှုန်းဘယ်လောက်လဲဆိုတာကိုသိချင်တယ်ဆိုရင်တွေ့ရမယ့်ပုံစံက ဒီရှိနေတဲ့ sales amount 4ရက်နှစ်ကိုတည်ပြီးတော့2025နဲ့စာရမှာဖြစ်တဲ့ဒါဆိုရင်အဲ့လိုမျိုးဒီ4ရက်နှစ်ကိုတည်ပြီး2025နဲ့စာတဲ့အခါကျမှသာလေ2022အတွက် bakery project ရဲ့ sales percentage ကိုရမှာဖြစ်တယ်အဲ့တော့ဒီလို pivot တွေပဲ၄အောက်အတွက်ဆိုရင်တော့ percentage ကိုတွက်ချင်နေဆိုတဲ့အခါမှာ column total ကိုသုံးမိတွက်ရတော့မှမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့သူဒီ2022တနှစ်စာလုံးအတွက်ဆိုရဲ total ကဘယ်နေရာမှာရှိနေရလဲဆိုတော့ row total အဖြစ်နဲ့ရှိနေတာဖြစ်တယ်။အဲ့တော့ဒီမှာဆိုလဲအဲ့လိုပဲ2023တနှစ်စာလုံးရဲ့သူ့ရဲ့ total sales amount ဒီ113,000နဲ့ဒီ113,000ဒီ row total အနေထားနဲ့ရှိ နေတယ်။အဲ့တော့အခုလိုမျိုး table 4အောက်မှာ percentage ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့တွက်ရမယ့်ပုံစံဒီ value fee setting ရဲ့ show value as day ကမှာ percent of column to the မဟုတ်ဘူးဘာကိုယူရမလဲဆိုတော့ percent of row to the ကိုယူရမှာဖြစ်တယ်အဲ့တော့ okay နဲ့ထွက်လိုက်မယ်ဒါဆိုရာခိုင်နှုန်းလေးတွေသူတွက်ပြီးသွားလိမ့်မယ် ဒီမှာဆိုရင်2022အတွက် bakery product က39 candy က11 chip and snack 45 chocolate bar က5%ဆိုပြီးတော့ဒီတရိုးလုံးကိုပေါင်းရင် total 100%ရလိမ့်မယ် အဲ့တော့ဒါက row တို့တဲ့အနေနဲ့ tractor ဖြစ်ပါတယ်ကိုရဲ့ table ရဲ့ကို create လုပ်လိုက်တဲ့ pivot table ရဲ့လေးအောက်ပေါ်မှာ move ပြီးတော့မှ column တို့တဲ့တွက်ရမှာလား row တို့တဲ့တွက်ရမှာလားဆိုတာကိုရွေးချယ်ပြီးတော့ percentage တွေကိုတွက်သွားမှာဖြစ်တယ်ပြီးတော့နောက်ပုံစံတစ်ခုနောက်ပုံစံတစ်ခုကတော့ဒီမှာဆိုရင် manufacturer တွေ manufacturer ဆိုတော့ထုတ်လုပ်တဲ့ company ပေါ့နော်ဒီကုန်ပစ္စည်းရဲ့ထုတ်လုပ်တဲ့ company တွေကို raw trojans ကြီးအနေနဲ့ကြည့်နေတယ်ပြီးတော့ category ကကြတော့ column တစ်ခုချင်းစီအနေနဲ့ရှိနေတယ်ဒီ table လေးအောက်လေးอ่ะပြီးတော့အခုဒီမှာနှစ်က filter တွေမှာဆိုရင်2022ကိုရွေးချယ်ထားတယ်အဲ့တော့အခုတွက်ချင်တဲ့ percentage ရဲ့ပုံစံကကြတော့ဘယ်လိုတွက်ချင်တာလဲဆိုတော့ ဒီ manufacturer category တစ်ခုချင်းစီရဲ့ manufacturer တစ်ခုချင်းစီကရလာတဲ့ sales amount ဒီ total sales amount 2022တနှစ်စာလုံးရဲ့ total sales amount ပေါ်ကနေ percentage ကိုတွက်မယ်ဆိုရင်ရာခိုင်နှုန်းဘယ်လောက်ရှိသလဲဆိုပြီးသိချင်တာ။ ဥပမာအနေနဲ့ဒီပထမဦးဆုံး manufacturer ဖြစ်တဲ့ Elite Sweet ဆိုတဲ့ manufacturer သည်ချိုကိုလိတ်ဘားကသူ့ရဲ့ sales amount က20ဆိုပြီးရောင်းအားရှိတယ်အဲ့တော့အဲ့ဒီ20ဆိုတဲ့ရောင်းအားဒီ2022တနှစ်စာလုံးရဲ့ရောင်းအားဆို1025ရှိတယ်။ဟောတနှစ်စာလုံးရဲ့ရောင်းအားနဲ့ဒါရှင်းပြီးကြည့်မယ်ဆိုရင် ဒီ Elite Sweet ရဲ့ chocolate bar ဒီရာဂိုင်းနှုန်းဘယ်လောက် contribute ဖြစ်နေသလဲဆိုတာကိုသိချင်တယ်။ဒါဆိုတွေ့ရမယ့်ပုံစံဒီဒီမှာရှိနေတဲ့ E8 မှာရှိနေတဲ့20ဆိုတာကို F14 မှာရှိနေတယ်1025ဆိုရဲအနန်နဲ့စာမှာဖြစ်တယ်ဒါဆိုရင်သူရဲ့သက်ဆိုင်ရာ percentage 2%ဆိုပြီးတော့ထွက်လာလိမ့်မယ်အဲ့လိုပဲဒီမှာဆိုရင် Blank Group Manufacturer ရဲ့ Chip and Snap ရဲ့ရောင်းရတဲ့ဈေးအမောင်းဒီ200တက်ရှိတယ်။အဲ့တော့အဲ့ဒီ Ryan Blank Group ရဲ့ Chip and Snap category က sales အာ sales ကို contribution ဘလောက်ပါဆန့်နဲ့ contribute ဖြစ်နေတယ်လဲဆိုတာမျိုးသိချင်တယ်ဆိုရင်သူတွက်ရမယ့်ပုံစံက D11 D11 ဆို201အဲ့ဒီ201ကို12က F14 နဲ့စားလိုက်မယ်ဆိုရင် D right ရဲ့ blend group ရဲ့ chip and snap category အတွက် sales amount ရဲ့ contribution ကိုရမှာဖြစ်တယ်။အဲ့တော့ဒီလိုပုံစံမျိုးနဲ့ percentage ကိုတွက်ချင်တယ်။အဲ့တော့အခု percentage တွက်ချင်တဲ့အချိန်မှာသူ base ထားပြီးတွက်တာဒီဘာနဲ့ base ထားပြီးတွက်တာလဲဆိုတော့1025ဆိုရယ်ကဏန်းနဲ့ base ထားပြီးတွက်နေတာဖြစ်တယ်။အဲ့ဒီ1025ဒီ grand total ဖြစ်ပါတယ် grand total ဆိုတာကဒီ pivot table ကြီးတစ်ခုလုံးရဲ့အာ total ကိန်းဂဏန်းဖြစ်တယ်အဲ့တော့ဒီ pivot table ဒီ2022တနှစ်စာလုံးရဲ့ category align manufacturer align sales amount မျိုးပြနေတာဖြစ်တဲ့အတွက်ဒီမှာရှိနေတဲ့ grand total ဒီ2022တနှစ်စာလုံးရဲ့ total sales amount ကိုကိုးစားပြပါတယ်အဲ့တော့အခု percentage တွက်ချင်တဲ့ပုံစံကဒီ grand total ပေါ်မှာ base ယူပြီးတော့ base ထားပြီးတွက်ချင်တာဖြစ်တယ်အဲ့တော့အဲ့လိုမျိုးအတွက်ဆိုရင်ဒီ pivot table လေးမှာ value fee setting မှာသူ့ရွေးရမှာက show value as မှာရွေးရမယ့်ပုံစံဒီ percent တော့ grand total ကိုရွေးပြီးတွက်ရမှာဖြစ်တယ်ဒါဆိုလို့ရှိရင်သူ့ရဲ့သက်ဆိုင်ရာ percentage လေးတွေအခုလိုမျိုးလေးရနိုင်မယ်အဲ့တော့ Ryan Blank Group အတွက် chip and snap ရဲ့ contribution တွေ20% now royal blank group မှာပဲ bakery product တွေ12% contribute ဖြစ်တယ်ဆိုပြီးဒီလိုမျိုးလေးကြည့်လို့ရလိမ့်မယ်အဲ့တော့ manufacturer အားလုံးရဲ့သူတို့ category တစ်ခုချင်းစီရဲ့ဒီ percentage တွေအားလုံးပေါင်းလိုက်လို့ရှိရင်တရားရာဂိုင်းတို့ရနေရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့သူဒီ grand total ပေါ်မှာအခြေခံပြီးတော့တတ်ထားတာဖြစ်တယ်။ နောက်ဆုံးတစ်ခုနောက်ဆုံးတစ်ခုကတော့အခု G table လေးမှာဆိုရင်သူပြထားတဲ့ပုံစံက row မှာ fee နှစ်ခုကိုထုတ်ပြီးတော့ပြထားပါတယ်ပထမအဆုံးက category လာတယ်အဲ့တော့ bakery product bakery product ထဲမှာမှသူဒီ manufacturer ဆိုပြီးရှိတယ်အဲ့တော့ bakery product ထဲမှာမှထုတ်လုပ်တဲ့ company တွေ trojancy data ရှိနေတယ် candy ထဲမှာမှ ထုတ်လုပ်တဲ့ company တွေရဲ့ trojancy data တွေရှိနေပါတယ်အဲ့တော့ဒီမှာဆိုရင်2022အတွက်က column တစ်ခုချင်းစီရှိမယ်2023 column တစ်ခုချင်းစီအနေနဲ့ရှိနေတယ်အဲ့တော့အခုဒီမှာရှိနေတဲ့ sales amount တွေကို တွက်ချင်တဲ့ပုံစံက bakery product ဒီသူ့ရဲ့ sales amount က400ရနေရတယ်။အဲ့ဒီ sales amount 400ရနှစ်ထဲမှာသူ့ရဲ့ bakery product ရဲ့သက်ဆိုင်ရာ company တွေဖြစ်တဲ့ Eli Sweet တို့ Arthur တို့ပေါ့နော်ဒီ manufacturer တွေဒီရောင်းအားရာဂိုင်တို့အနေနဲ့ဆိုရင်ဘယ်လောက်ရှိတယ်လဲဆိုတာကိုသိချင်တယ်။ အဲ့တော့အခု percentage structure နဲ့ပုံစံကဒီမှာဆိုရင် Royal Blank Group ဒီ Bakery Product မှာ119ရောင်းအားရှိတယ်။အဲ့ဒီ119ရောင်းအားဒီ Total ရောင်းအား Bakery Product ရောင်းအား၄နှစ်ပုံမှာဆိုရင်ရာဂိုင်းနှုန်းဘယ်လောက်ရှိလဲဆိုတာကိုသိချင်တော့သူတွေ့ရမယ့်ပုံစံကဒီ119 B9 ကိုတည်ပြီးတော့၄နှစ်ဖြစ်တယ် B5 နဲ့စာရမှာဖြစ်တယ်။ အဲ့တော့ဒါဆိုလို့ရှိရင်သူ့ရဲ့ percent နေ29ဆိုပြီးတော့ထွက်လာလိမ့်မယ် တော့ဂျန်နဲ့အောက်ကကန်ဒီဆိုရင်လည်းဒီလိုပဲကန်ဒီမှာမှဒီသူ့ရဲ့ manufacturer ဖြစ်တဲ့ Royal Blend Group Royal Blend Group ဒီ sales amount က33ဆိုပြီးတော့ထွက်နေရဲ့အဲ့ဒီ33ဒီ percentage အနေနဲ့ဆိုရင်ဘလောက်ဆိုဘလောက်ဖြစ်လဲဆိုတာသိချင်တယ်ကန်ဒီတစ်ခုလုံးရဲ့ရောင်းအားမှာမှသူ့ရဲ့ percentage ကဘလောက်လဲဆိုတာကိုသိချင်ရင်33ကိုတီးပြီးတော့132နဲ့စားရမှာဖြစ်တယ်အဲ့တော့အခု percentage တွက်ချင်တဲ့ပုံစံဒီဘယ်ပေါ်မှာ base ယူပြီးတွက်ချင်နေရလဲဆိုတော့ သူ့ရဲ့ဒီ role ထဲမှာရှိနေတဲ့ အခုဆိုရင် manufacturer တစ်ခုချင်းစီရဲ့ percent တွေကိုတွက်ချင်တာအဲ့တော့အဲ့ဒီ manufacturer ရဲ့အပေါ်မှာ category ဆိုတာရှိပါတယ်အဲ့ဒီ category ကိုတနည်းအားဖြင့် hierarchy level နဲ့ပြောမယ်ဆိုရင်သူဒီ category ဒီ manufacturer အတွက်ကကြတော့သူဒီ parent level မှာရှိနေတယ်လို့ပြောလို့ရတယ်သူအပေါ် hierarchy မြင့်တဲ့နေရာမှာရှိနေတယ်အဲ့တော့အခုဒီ manufacturer တစ်ခုချင်းစီရဲ့ percentage ကိုတွက်ချင်တာဒီသူ့အပေါ်က parent ဖြစ်တဲ့ bakery product ရဲ့ total sales amount နဲ့မှာ base ယူပြီးတွက်ချင်တာဖြစ်တဲ့အဲ့ဒီအတွက်ကြောင့်မလို့အခုလိုမျိုး percentage လေးတွက်ချင်မယ်ဆိုရင် devalue fee setting ရဲ့ show value estimate မှာ percent of parent total ဆိုတာကိုရွေးရမှာဖြစ်တဲ့အဲ့တော့ percent of parent total ကိုရွေးလိုက်မယ်ဆိုရင် ဒီမှာဆိုလို့ရှိရင် bakery product ရဲ့အောက်မှာ manufacturer ကြီးရှိရယ်အဲ့ဒီ manufacturer ကအားလုံးရဲ့ပေါင်းခြင်းတိ100%ရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူဒီသူ့အပေါ်မှာရှိရယ် bakery product ပေါ်မှာအခြေခံပြီးတော့မှသူကတွက်နေတာဖြစ်တဲ့အောက်က candy ဆိုရင်လည်းဒီလိုပဲ candy ရဲ့ manufacturer ကြီးပေါင်းခြင်းတိတရားရခိုင်လုံးရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီ manufacturer ကြီးဒီသူ့ရဲ့ parent ဖြစ်တဲ့ candy category တစ်ခုလုံးရဲ့ရောင်းအားပေါ်မှာအခြေတည်ပြီးတော့မှ percentage percentage ကိုတွက်ပေးထားတာဖြစ်တဲ့အတွက်အဲ့တော့ဒီ percentage တွက်တဲ့ပုံစံကတော့ parent row total နဲ့တွက်တာဖြစ်တဲ့ category တစ်ခုချင်းစီကတော့သူတို့ဒီသူတို့ရဲ့ total sales ဖြစ်တဲ့2022တစ်ခုလုံးရဲ့ sales amount ပေါ်မှာအခြေခံပြီးတွက်နေတာဖြစ်တဲ့အတွက် bakery product အတွက်ဆိုရင်39ရာခိုင်နှုန်း candy ဆို11%မှာဆိုပြီးဒီလိုပုံစံမျိုးလေးနဲ့တွက်သွားလိမ့်မယ်အဲ့တော့ဒါက parent row total ဖြစ်တဲ့ pivot table ထဲမှာ ကိုယ့်ရဲ့ဖီးတွေရဲ့ထထတဲ့လေးအောက်ပေါ်မူတည်ပြီးတော့မှရာဂိုင်နှုန်းကိုတွက်ချင်တဲ့အခါအခုလိုမျိုးသက်ဆိုင်ရာကော်လန်ဒိုတဲ့ရိုးဒိုတဲ့ဂရန်ဒိုတဲ့ပဲရန်ရိုးဒိုတဲ့တွေကိုရွေးပြီးတော့မှ အလုပ်လုပ်သွားမှာဖြစ်ပါတယ်။